ဟိုချင်းအခုနောက်ပိုင်းကျတော့အမှန်တမ်းပြောမယ်ဆိုအရင်တော့အထက် ပေါ့နော်ချင်းလဲ line မှာတင်ထားပါတယ်တချို့ကကြောက်လေဟာဒီကောင်မရွာလာတယ်ပေါ့နော်အပုတ်ဆိုအမှန်တမ်းမဟုတ်အရင်တော့မှတကယ်တော့ဖွင့်ကြောင်းတာတို့ဟိုဟိုလိုမျိုးအပြင်မှာတော့ပေါ့နော်ကိုယ်ကလည်းရည်စားထားသမျှတော့ long distance နေပဲဆိုတော့လေအပြင်မှာအနီးကတွဲတာမျိုးတိတ်မရှိပေမဲ့ပေါ့နော်ဆရာပြောအရင်တော့ကတော့လူငယ်တဘာဝရကွာဖွင့်ကြောင်းတယ်ဟာစကားတွေပြောတယ်ပြောတယ်ရှင်တယ်ဟာတုံ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 စာရေးဆိုတော့ပြန်လို့တော့မစုံတကယ်တကယ်တကယ်ဟိုလေ honestly ပြောတာတကယ်ရိုးသားစွာဝန်ခံတာရှိခဲ့ဒါပေမဲ့အခုချိန်မှာအတိငိမ်ဆုံးအချိန်မှာမှအရန် ြောခံရတာအမှန်တမ်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ယောက်ျားတွေတို့ချစ်တာမချစ်တာတွေတို့လေဒီဒီလိုမျိုးပေါ့နော် relationship နဲ့ပတ်သက်တဲ့ခံစားချက်ဆိုတာဟိုလေအရင် percentage ကအနေအရင်နေတယ်ခုကောင်းထဲမှာအလောက်ရှိမယ်တချင်းနေရှိမယ်ပရိသတ်တွေနဲ့ဒီပွဲတွေမှာဘလို့ဖြောပြမဒါတွေကလွယ်ပြီးကျန်တာလုံးဝအောင်မရှိတာအဲ့လိုမျိုး Lucky Diamonds မြန်မာမှာ September လ26မှ30ရက်နေ့ထိ Time City Jewelry မှာမှာကျန်းပါမယ်တတိကျစိန်တဲ့ကြောက်တဲ့အထူးရပေါ်တော်ကြီးမှာပါဝင်ပြသရောင်းချပေးသွားမှာဖြစ်တဲ့အကြောင်းတတိယကောင်းလေးပါချင်ပါတယ်ပွဲ9ရက်တာကာလအတွင်း င်ဝယ်ယူပြီးနှစ်နှစ်ပြည့်ပါကအမြတ်900ရာခိုင်နှုန်း၅နှစ်ပြည့်ပါက10ရာခိုင်နှုန်း10နှစ်ပြည့်ပါက20ရာခိုင်နှုန်းအမြတ်အများဆုံးပြန်ပေးတဲ့အထူးအစီအစဉ်ကြီးဦးကျော်ရဲမတ်ထဲကစီ Lucky Timers တမိုင်းတစ်လျှောက်အတန်ဆုံးနဲ့အထူးအသက်သာဆုံးစီအပြင်တခုဝယ်ရင်ထပ်ဆောင်900ရာခိုင်နှုန်း discount တခုဝယ်ရင်ထပ်ဆောင်900ရာခိုင်နှုန်း discount တခုဝယ်ရင်ထပ်ဆောင်10ရာခိုင်နှုန်း discount တို့ကိုထပ်မံခန်းစားခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်လုံးဝမရှုံးနဲ့အလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်တို့ကိုရရှိနိုင်မယ်ပြင်လာရောက်ဝယ်ယူသူတိုင်းကို တန်မိုးကြီးအိမ်တုံးလက်စစ်ပစ္စည်းများကိုလည်းတခုဝယ်တခုမြတ်တာလက်ဆောင်အနေနဲ့ပေးအပ်တော့မှာနော်။နက်ခတ်၊နေပကြီး၊ဝီလာရီနဲ့ဆိုပိုင်း၊ခြေမမ၊ချက်မြတာ၊ငွေရင်ဝင်တို့ပြင်နိုင်ငံကျော်ပွဲတဲ့အမှုပညာရှင်များစွာနဲ့တေးတဲ့ရှင်များစွာပါဝင်တည်ဆူဖြောပြပေးတော့မှာပဲဖြစ်ပါတယ်။အာတမိစာဖြစ်တော့တဲ့ပုံမှန်ဒီပေါ်လာတဲ့ပုံမှာအချို့စီစားတွေရဲ့ပုံမှန်တော့ပတ်ချက်ကောက်ပေးလို့ရှိတယ်။အအရင်မကြည့်နေဘူးလေအဲ့လိုမျိုး။ဆန်းတော့ ဟိုချဲအခုနောက်ပိုင်းကျတော့အမှန်တိုင်းပြောမယ်ဆိုအရင်တော့အထက်ပေါ့နော်ချင်းလဲ line မှာတင်ထားပါတယ်တချို့ကကြောက်လေအာဒီကောင်မရွာလာတယ်ပေါ့နော်အပေါ်ဆိုအမှန်တော့မဟုတ်အရင်တော့မှတကယ်တော့ဖွန်ကြောင်တာတို့ဟိုဟိုလိုမျိုးအပြင်မှာတော့ပေါ့နော်ကိုကလည်းရည်စားထားသမျှတော့ long distance နေပဲဆိုတော့လေအပြင်မှာအနီးကတွဲတာမျိုးတိတ်မရှိပြိမဲ့ပေါ့နော်ဆက်တော့ဆိုအရင်တော့တော့လူငယ်တဘာဝရကွာဖွန်ကြောင်နေအာစကားပြောတယ်ပြောတယ်ရွှင်နေအာတုံ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 စာရီဆိုတော့ပြန်လို့တော့မစုံတကယ်တကယ်တကယ်ဟိုလေ honestly ပြောတာတကယ်ရိုးသားစွာဝန်ခံတာရှိခဲ့ဒါပေမဲ့အခုချိန်မှာအတိငိမ်ဆုံးအချိန်မှာမှအရန် န်းပြောခံရတာအမှန်တမ်းအဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ယောက်ျားတွေတို့ချစ်တာမချစ်တာတွေတို့လေဒီဒီလိုမျိုးပေါ့နော် relationship နဲ့ပတ်သက်တဲ့ခံစားချက်ဆိုတာ ဟိုလေအရန် percentage ကအနေအရန်နေတယ်ကိုကောင်းထဲမှာအလောက်ရှိရဲတချင်းနေရှိမယ်ပရိသတ်တွေနဲ့ဒီပွဲတွေမှာဘလို့ဖြောပေးမှာဒါတွေကလွယ်ပြီးကျန်တာလုံးဝမရှိတာအဲ့လိုမျိုးလေအဲဘယ်ယောက်ျားမှမလားစိတ်ဝင်စားမနေဘူးပေါ့နော်အဲအဲ့ဒါအဲ့ဒါမျိုးပါဟုတ်အခုလက်ရှိဒါချဲအမားနဲ့ချဲတဲ့ဒီပေါ့ပြန်ပေါ်တော့ဒါဘယ်လိုလဲလဲကိစ္စလဲပြတ်တဲ့သူချဲတဲ့ချဲတဲ့ကိုပြန်ချဲပြီးတာတွေရောပါရောအဲ့ဒါလည်းသူ့ဒါပဲလို့သူစဉ်းစားဟုတ်အဲ ဘယ်လိုပြောရမလဲအဲအမှန်တော့ချင်ရမယ်လိုဒီဝေါ်လေမယ်လိုဒီဝေါ်စပြိုင်တော့ကကြတော့မယ်လိုဒီဝေါ်ကမှတ်ပုံနေရှိမှပြန်လို့ရတာအဲ့တော့ကကြချင်ရငယ်သေးတော့ချင်အမမှတ်ပုံနေနဲ့ချိန်သင်းနဲ့ပြိုင်ခဲ့တော့ချိန်သင်းနဲ့အဲ့လိုမျိုးစက်တိုက်ဖြစ်သွားတာပေါ့ချင်အမနဲ့အဲ့လိုမျိုးအဲ့တော့ကြာဟိုတနေ့အဲ့လိုပဲလေမီဒီယာမေးတော့ချိန်မနဲ့မပြောလို့ဆိုချိန်သိန်းဆိုသူကလည်းချိန်သိန်းရဲ့အမှချိန်သိန်းဆိုတက်လိုက်တော့ပြည်သက်တွေအဲ့လိုမျိုးဖြစ်သွားတာပေါ့နော်အဲ့လိုမျိုးပါအာကာယန်သိမ့်မှာဟုတ် Google မှာရှိပါတယ်ဟမ်

အဲလူတွေကလေပြောပြမယ်သိလားဟောလူတွေကဘယ်လိုပြောရမလဲအမ်ဘဝကလေအစဉ်တကြဖြစ်နေရအဲတခါကျကိုကလေကိုကရည်ရွယ်ထားပေမဲ့လည်းမဖြစ်ဘူးအဲတိကျတွေးကြည့်လိုက်ဘဝကသူ့အနေနဲ့သူအစဉ်တကြဖြစ်နေရအရင်စောတကတက်လို့မရဘူးဗောနော်အဲ့တော့ဒီအစဉ်တကြဖြစ်နေတဲ့အပေါ်မှာပဲကိုကအမှားအနေအောင် အကောင်းဆုံးဖြစ်အောင်ပဲကြိုးစားပြီးတော့ရှင်သန်ဖို့ပဲရှိတယ်ပေါ့နော်ကိုလည်းမမြင်နိုင်ဘူးကဘာဖြစ်လာရှိစိတ်ဘာဖြစ်မလဲကိုမမြင်နိုင်အဲ့တော့ကိုအကောင်းဆုံးဖြစ်အောင်အဲလူတယောက်ဖြစ်လာတဲ့အပေါ်မှာပေါ့နော်ကိုကကိုချစ်တဲ့ဘုကိုရက်တည်နိုင်ကိုဘုကကိုတာဝန်ယူနိုင်တဲ့သူဖြစ်အောင်ပဲနေထိုင်တယ်ပေါ့နော်လူဘုံမဖြစ်ချင်ဘူးအဲ့အတွက်ကိုကိုကိုအမြင်နဲ့အကောင်းဆုံးဖြစ်အောင်ပဲကြိုးစားစိတ်ပိုင်းဆိုင်ရာရောအမြင်နဲ့ပေါ့နော်ကိုကိုကိုအဲ့လိုတာဝန်ယူနိုင်တဲ့သူ ကိုကိုဟာသူများအတွက်ရောမိဘအတွက်ရောပတ်ဝန်းကျင်တက်ရောအာဒီတငယ်ချင်းတွေအတွက်ရောလူပုံမဖြစ်ချင်ဘူးလားအဲ့လိုမျိုးမဖြစ်ချင်